ကိုယ့်ရဲ့ Facebook အကောင့်ကိုခြားသူဝင်သုံးနေရဆိုရင်ကျွန်တော်တို့ဖဲထုတ်တဲ့နီးရှင်းထုတ်တဲ့နီးခြားသူဝင်သုံးနေရဆိုရင်သုံးလို့မရအောင်လုပ်လို့ရတဲ့နီးလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်များပေးပါမယ်ပထမဆုံးအနေဖြင့်ကျွန်တော်တို့က Facebook ထိတ်ဆုံးကကျွန်တော်တို့ကနေပြီးတော့မြင်းချောင်းလေး၃ချောင်းကိုကျွန်တော်တို့ကနှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ဒီအဆင့်မှာရှိနေတဲ့ကျွန်တော်တို့ကဒီ setting ဆက်သွားလေးကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပေးပါ နေပြီးပြီဆိုလို့ရှိရင်ကျွန်တော်ခဏတော့စောင့်ပြရပါတော့အဲဒါဆိုရင်ပေါ်လာပြီ password and security တဲ့ကိုကျွန်တော်တို့ကဝင်ပေးပါဒီတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးပြပေးထားတယ် password and security တဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါဒီဆင့်ကိုကျွန်တော်တို့ကရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတဆင့်ချင်းစီပြပေးပါတော့ကိုယ့်ရဲ့ Facebook ကောက်ကိုသူများတွေယူသုံးနေရဆိုလို့ရှိရင်ကျွန်တော်တို့က လောက်ရင်အလန်းပေါ့နော်အလန်းလေးစပြီးပေါ့ကျွန်တော်တို့ကိုယ်တိုင်သိအောင်လုပ်မယ်ပြီးလို့ရှိရင်ဝင်သုံးနေတဲ့တစ်ဖက်ကလူကိုကျွန်တော်တို့ဝင်သုံးလို့မရအောင်ကျွန်တော်တို့ကပိတ်ပင်တားဆီးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလောက်ရင်အလန်းဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါနေပြီးပြီဆိုရင်ဒီနားလေးမှာကိုယ့်ရဲ့ Facebook ကိုရွေးပေးပါဗောနော်အဲ့တော့ကိုယ့်ရဲ့ Facebook ကိုရွေးပေးလိုက်ပါ ရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနာလေးမှာကိုယ့်ရဲ့ email ရဲ့အပေါ်ဆုံးမှာ in and notification ပေါ့နော်သူများကကိုယ့်ရဲ့ Facebook ကို login ဝင်ပြီးတော့တုံးတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတီးလို့တော့လည်းကောင်းကိုယ့်ရဲ့ email ကိုတီးသွားလို့တော့လည်းကောင်းသူတို့က password မသိတော့လဲသူတို့ကဝင်ပြီးတော့ login ဝင်ကြည့်မယ်တုံးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီကို noti တက်လာအောင်လို့ကျွန်တော်တို့ကလုပ်ရမယ် noti တက်ဖို့ဆိုလို့ရှိရင်ဒီနာလေးမှာ in application notification ဆိုတဲ့နေရာမှာကျွန်တော်တို့ကနေပြီးတော့ဒီနာလေးကိုအမှန်ချင်းနှိပ်ပေးပါအမှန်ချင်းနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ကိုသူများက login ဝင်ပြီဆိုလို့ရှိရင် င်ကျွန်တော်တို့စီကို ခေါင်းလောင်းလေးမှာ Facebook ရဲ့အပေါ်ကခေါင်းလောင်းလေးမှာ notify တက်လာပြီးကျွန်တော်တို့သတိပေးစာဝင်နေဝင်တော့ဒီ Facebook account ကို login ဝင်နေတဲ့ device ကမင်းဟုတ်လားဆိုပြီးတော့ Facebook ကမေးတယ်ကျွန်တော်တို့ကကျွန်တော်တို့မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က no ကိုရွေးလိုက်ပါဟုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ဝင်သုံးတဲ့ device ဆိုရင် yes ကိုယူရကျွန်တော်တို့ကသူများဝင်သုံးတာကိုသိလို့ကိုယ့်ရဲ့ divide တယ်ပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ဝင်သုံးတာဟုတ်လားလို့မေးခဲ့လို့ရှိလို့ရှိရင်ကျွန်တော်တို့ note ဒီမှာတက်လာတဲ့ဟာကိုကျွန်တော်တို့ကမဟုတ်ဘူးဆိုပြီး no ကိုရွေးလိုက်ပြီဆိုလို့ရှိရင်တခြားသူကကိုမဟုတ်တဲ့အတွက်ကြောင့် Facebook ကတခြားသူဝင်သုံးတယ်ဆိုလို့ရှိရင်ပယ်ဖျက်ဖြစ်ပါတယ်ဒါကတော့ကိုလည်းသိရတယ်တခြားသူလည်းဝင်သုံးလို့မရအောင်ကျွန်တော်တို့ကပိတ်ပင်တားဆီးရတဲ့သဘောလေးပါအောက်က email ညမှာလည်းကျွန်တော်တို့က always on ဆိုတာလေးဖြစ်နေရပါမယ်ဒါကတော့ကိုယ့်ရဲ့ Facebook ပေါ့နော်သူများယူသုံးလို့မရအောင်အလန်းပေးတယ်သူများကိုပိတ်ပင်တဲ့နီးတစ်ချက်ပါ ပြီးရင်ကျွန်တော်တို့ကဘက်ကလေးနဲ့ပြန်ပြီးတော့ထွက်ပြေးပါဘက်နဲ့ပြန်ထွက်ပြေးပါထွက်ပြေးလို့ရှိရင်နောက်တစ်ချက်ကကိုယ့်ရဲ့ Facebook ကိုဘယ်နေရာနေလော့ရင်ဝင်သုံးနေရဆိုတာကိုကျွန်တော်တို့ကကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မှောက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖယ်ရှားမယ်ပေါ့အဲ့တော့ where you are login ဆိုတဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်ပြေးပါ ဝင်ပြီးလို့ရှိရင် ကိုယ့်ရဲ့ Facebook ကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်။ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်เนาะဒါကျွန်တော်ရဲ့ဖုန်းအမျိုးအစားက နှုတ်တွဲပရိုပေါ့နော်နှုတ်တွဲပရိုကိုကျွန်တော်ကနေပြီးတော့ဒါ United State နဲ့ကျွန်တော်ကသုံးထားရေ VPN လေးခံသုံးထားတဲ့အတွက်ကြောင့်ပေါ့တကယ်လို့ကို့ဖုန်းအမျိုးအစားမဟုတ်ပဲနဲ့နှုတ်တွဲပရိုမဟုတ်ပဲနဲ့တခြားသောပေါ့နော် Samsung တို့ပြီးလို့ရှိရင် iPhone တို့တခြားသော တဖိုင်ဖုန်းတွေကနေပြောယူသုံးတယ်ကိုမဟုတ်ဘူးဆိုလို့ရှိရင်ယူသုံးတဲ့နေရာကိုကျွန်တော်တို့လက်ကလေးဖိပြီးလို့ရှိရင်ကျွန်တော်တို့က remove ကိုဖယ်ရှားပေးရဆိုလို့ရှိရင်သူများတွေကိုယ့်ရဲ့ Facebook ကိုဝင်သုံးခဲ့မယ်ဆိုလို့ရှိရင်တို့အကောက်ဆက်သုံးလို့မရပဲနဲ့ကျွန်တော်တို့ဖယ်ရှားတာပေါ့နော်ဒီမှာတော့ကျွန်တော်ဖုန်းမှာတော့ကျွန်တော်တယောက်တစ်ဖက်သုံးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့က Note 12 Pro ဆိုပြီးတော့ပဲပြပေးရတဲ့အတွက်ကြောင့်ကျွန်တော်မဖယ်ရှားတော့ဘူးတကယ်လို့မိတ်ဆွေတို့ရဲ့ဖုန်းမှာမိတ်ဆွေတို့ရဲ့ဖုန်းမဟုတ်ဘဲနဲ့တခြားသော Samsung တို့ iPhone တို့ Oppo တို့ Vivo တို့တခြားဖုန်းမျိုးစားတွေပေါ်တယ်တခြား နေရာတွေနဲ့ပြပြီးရဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့အလူလက်ကလေးဖိပြီးတော့ remove နဲ့ဖယ်ရှားလို့ရှိရင်ဥပက3နဲ့အတူ73လို့များတော့ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကဘတ်နဲ့ပြန်ထွက်ပြီးပါဘတ်နဲ့ပြန်ထွက်ပြီးတော့နောက်တစ်ချက်ကိုကျွန်တော်ပြောပြပါမယ်ဒီ asset မှာပဲကျွန်တော်တို့ကနေပြီးတော့ security ချက်တက်ဆိုတာတစ်ချက်ရှိပါတယ် security ချက်တက်တဲ့ကိုကျွန်တော်ဝင်ပြီးပါဒီထဲကိုရောက်ပြီးဆိုရင်ကျွန်တော်တို့က Facebook ကိုရွေးပြီးပါခဏလေးတော့စောင့်ပြီးပါ ဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့သူကဘာပြောထားဆိုတာ you are password it okay တဲ့အဲ့တော့ကျွန်တော်တို့ကဒီ review ကိုနှိပ်မယ်ကိုယ့်ရဲ့ password ကမလုံခြုံတော့ဘူးထင်လို့ရှိရင်ကျွန်တော်တို့က password ကိုချိန်ပါအဲ့တော့ review ကိုနှိပ်ကိုယ့်ရဲ့ password ကမလုံခြုံတော့ဘူးထင်နေဆိုရင်ကျွန်တော်တို့က go to account center ကိုတွားပြီးလို့ရှိရင်သူကနေပြီးတော့ change password ဆိုတာကိုပြရရင်ကျွန်တော်တို့က password ကိုချိန်ရတယ်ဒါကတော့မိတ်ဆွေတို့သဘောပေါက်နော်လုံခြုံဘူးဆိုရင် password ကိုချိန်လိုက်ကျွန်တော်ကတော့လုံခြုံတဲ့အတွက် password ကိုမချိန်ပဲနဲ့နောက်တစ်ဆင့်ကိုကြော်ပြီးမှ skip စကစ်နဲ့သွားရတော့ two first tree ပေါ့နော် two first tree ကလည်းကျွန်တော် is on ထားရပေါ့နော် two first tree on ထားရပေါ့နော်မ on ထားသေးရလူကလည်း on ကျင်နေဆိုရင် on ပြီးပေါ့နော်ဒါလည်းလုံခြုံရေးတစ်ခုကောင်းတယ်အဲ့တော့ကျွန်တော်က two first tree ကို on ပြီးထားရပေါ့နော် two step ကို on ပြီးထားရတဲ့အတွက်ကြောင့်ကျွန်တော်ကစကစ်နဲ့ပြန်ပြီးတော့ next နဲ့သွားပြီးတယ်သွားပြီးလို့ရှိရင်ဒီနားလေးမှာ तू ကဘာလဲဆိုတော့ control you are alan เนี่ยซ้อนหน่อยว่าจนเอาป่ะเนาะโหกูเย Facebook ของตัวเนี้ยอยู่ตรงเลยဆိုလို့ရှင် control you are alan ကကျွန်တော်ဒီနားလေးမှာ on ထားတယ်တကယ်လို့ဒီနားလေးမှာမ on ထားပဲねဒီလိုမျိုးလေး off ဖြစ်နေရလို့ဆိုလို့ရှင်ဒီလိုမျိုးလေး off ကိုပိတ်ပြီးတော့ on ဆိုရခလုံးလေးကိုနှိပ်ပြီးဆိုလို့ရှင်ကိုရဲ့ Facebook ကောက်ပေါ့เนาะလုံခြုံရေးအတွက်ကောင်းတယ်ဒီနားလေးဝင်သုံးနေရလဲသိရတယ်ဖဲထုတ်လို့လည်းရပါတယ်ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ Facebook ကိုဝင်သုံးနေရတဲ့သူတွေကိုဖဲထုတ်တဲ့နေပြီးလို့ဆိုလို့ရှင်ကိုရဲ့ Facebook ကိုယူသုံးမယ်ဆိုရင်သုံးမရအောင်လို့ပိတ်ပင်တားဆီးတဲ့နည်းလေးဖြစ်တဲ့ကြောင်းအားလုံးအတွက်တန်ဖိုးရှိရလို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်